ရွှန်စီချခွန်တဲ့ကကဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲကိုအစားတင်နေဟုသိရောက်ဆုံးပြီးခဲ့တဲ့သတင်းပတ်အတွင်းကအမေရိကန်ကိုတင်သွင်းလာတဲ့ကုန်စီတွေအပေါ်အခွန်ဆက်ရခိုင်နှုန်းကောက်ခံမယ်ဆိုတဲ့ထရန့်ရဲ့စီချခွန်တဲ့ကကဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲကိုအစားတင်ဖို့လမ်းစာရှာနေတာဖြစ်ကြောင်းသရုပ်ပြောကြားလာတာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်အမေရိကန်သမ္မတကစီချခွန်တွေထဲမှန်သုံးမိမယ်လို့ကြေပြုတ်ပြီးနော် တရုတ်အပေါ်အခွန်သွန်းပြဖို့အမေရိကန်ရဲ့ချိန်ရှားမှုဟာအမှားတစ်ခုပါပဲလို့တရုတ်ကုသံရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာဖော်ပြထားပါတယ်အဲ့ဒီအခွန်စီချက်မှုဟာအမေရိကန်ရဲ့ကုန်တွယ်ဖက်နိုင်ငံအားလုံးနှိပါအပေါ်တက်ရောက်စေပြီး အထူးသဖြင့်အာရှနိုင်ငံတွေရဲ့တင်းကုန်တွေအပေါ်အခွန်စီချက်မှုမြင့်မြင့်မားမားတက်မှတ်ထားတာကိုတွေ့ရပါတယ်။နိုင်ငံအားလုံးနှိပါအပေါ် စီချက်ခုနှစ်တို့မြင်တာဖြစ်လို့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုတွေကျိုးပြပြီးနောက်ဆက်သွယ်အကျိုးဆက်တွေမလွဲမသွေဖြစ်လာမယ်လို့လည်းလေ့လာသူတွေကပြောကြားထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။